အားလုံးပဲမင်္ဂလာပါ level mind channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ Harry Potter ထဲမှာပါတဲ့ထိလဲမွေရဖြစ်ပြီးလူတိုင်းသိရင်နေတဲ့ Forbidden Forest အကြောင်းကိုကျွန်တော်တို့ဒီစူးစမ်းသွားကြမှာဖြစ်ပါတယ်ဒီတော်ထဲမှာမဖြစ်နိုင်ဘဲမော်ဆန်တဲ့တတ္တဝါတွေရဲ့မြို့ဝတ်ချက်တွေရဲ့ကြီးမားတဲ့ဖြစ်ရည်လည်းကြုံခဲ့ပါတယ်ဘလို့အန်ဒီရီရှိလဲဘသူတွေနေထိုင်နေလဲဘာတွေဖြစ်ခဲ့လဲဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးတော့ Forbidden Forest ရဲ့မှန်ကန်တဲ့အကြောင်းအရာများကိုလေ့လာလိုက်ရအောင် Forbidden Forest ဆိုတာ Howard ရဲ့နောက်ဘက်မှာတည်ရှိပြီးတော့နည်းနည်းပြီးမှောင်မိုင်းလာတဲ့တစ်တောတစ်ခုပဲဖြစ်ပါတယ် ီတော့ရမှာမှော်ပန်းတဲ့ဒီအန်ရရှိတဲ့တတ္တဝါတွေလျှို့ချက်များစသည်ဖြင့်လူတိုင်းဝန်မှာမမြင်နိုင်တဲ့အရာတွေတည်ရှိနေပါတယ်။ဒါကြောင့်မဟော့ဝုတ်ကចောင်းသားတွေကိုဒီနေရာကိုမဝင်ရဘူးတမ်းမိထားတာပါ။ဘာကြောင့်လဲဆိုတော့ဒီတော့ရမှာအန်ရနဲ့ဆိုတော့ကြုံတွေ့နိုင်တဲ့အတွက်ပါပဲ။စံတော့လူတစ်ပိုင်းမြင်းတစ်ပိုင်းများလူတဝက်မြင်းတဝက်ဖြစ်ပြီးတော့မော်ဆန်တဲ့ကြံစားချက်များနဲ့ကြီးမြတ်သူတွေပါအနာဂတ်ကိုကြုံမြင်နေတဲ့ထူးဆန်းတဲ့တတ္တဝါတွေလည်းဖြစ်ပါတယ်လူသားတွေကိုမြုံကြည့်ပဲတန်တရားအမြင်ဖြစ်နေတတ်ပါတယ် Acromandulus ကြီးမားတဲ့ပင့်ကိုကြီးတွေပါ Aerocode ခေါင်းဆောင်နဲ့ဖွဲလိုက်နေတဲ့ပင့်ကိုတွေဖြစ်ကြပါတယ်သူတို့ကကြီးမားပြီးကြောက်ရွံ့ကောင်းတဲ့အပြင်ညံလဲကောင်းကြပါတယ်သူတို့ကတောင်တုံတော့မကိုက်တတ်ပါဘူးတခါတော့ဝါးစားတတ်တာတခုပါပဲပက်စရဲရိတ်ငင်းပြန်များပေချင်းကိုမြင်မှုသူများကမြင်နိုင်တဲ့မှော်မြင်ပြန်များပါသူတို့ပုံကကကြောက်ရွံ့ကောင်းပေမဲ့တကယ်တော့သူတို့ကလူရင်းပါတယ်အေးစတီလည်းနေတတ်ကြပါတယ်ယူနီကောင်း ူများတထူးပြီးတော့နဖူးမှဂျိုးပေါက်နေတဲ့မြင်းဖြူတွေပါမော်အားအလွန်ကြီးပြီးတော့သွေးမှလည်းအသက်ရှည်စီတဲ့ဓာတ်ပါဝင်ပါတယ်ဒါကြောင့်လည်းအများရဲ့အမဲတဲ့ချင်းကိုအခမ်းအနားဆုံးပါဒါပေမဲ့သူ့သွေးကိုတောင်းပြီးပဲဆိုလို့ရှိရင်တော့စိုးဝါးတဲ့ကျင်းသာကိုတင့်စီပါလေဟယ်ရီရဲ့ပထမနေ့ဟယ်ရီနဲ့ဂရဂိုရိုပြည်တံအတွက် Forbidden Forest ကိုတွားခိုင်းတဲ့အခါမှာတော့ဗိုလ်ကြီးမော့ကယူနီကွန်းရဲ့သွေးကိုတောက်နေတာကိုဟယ်ရီပြောက်မြင်တွေ့ခဲ့ရပါတယ် ဒါက Voldemort ရဲ့အာရုံပြန်လည်ရဖို့အတွက်လုံဆောင်ချက်တစ်ခုဖြစ်ပြီးတော့ပမာဏဆုံးအချိန်နည်းနဲ့ Harry ရဲ့ Voldemort ကိုတွေးဆောင်ခြင်းပါ Ron နဲ့ Harry တို့ပမာဏဆုံးချိန် Ancro Mandula တွေနဲ့တွေးဆောင်ခြင်း The Chamber of Secret ကလည်းမှာ Ron နဲ့ Harry က Hagrid ကတဲလုံစာရှာဖွေနေတဲ့ Ancro Mandula များက Ron နဲ့ Harry ကိုဖမ်းဆီးဖို့ကြိုးစားခဲ့ပါတယ် Ambridge နဲ့ Sandor အမ်ပရစ်ကဆန်တော်ရီရဲ့အရှိမဆန်တော်ရီရဲ့မကောင်းကြောင်းတွေကိုစော်ကားတဲ့စကားတွေအများကြီးပြောခဲ့ပါတယ်။ဒါကြောင့်လည်းဆန်တော်ရီကသူ့မကိုဖမ်းဆီးသွားပါတယ်။သူ့ထိုင်းနဲ့သူ့ကံပါပဲ။ဟယ်ရီရဲ့စတိခံမှုဒါမှမဟုတ်နောက်ဆုံးတိုက်ပွဲ။ဒန်တလီဟောလုံးမှာဟယ်ရီရဲ့ဗိုဒီမော့စီမှာအသက်ပေးစတိဖို့အတွက် Forbidden Forest တွေကိုရှောက်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီစာသူ့ရဲ့ချစ်ခင်ရသူတွေအားလုံးရဲ့ဝိညာဉ်ကိုတွေးကြရပြီးတော့သူ့အဆုံးထိရင်ဆိုင်ဖို့အတွက်ခွန်အားရခဲ့ပါတယ်။ဗိုဒီမော့ကဟယ်ရီကိုတတ်ဖို့ရင် Avada Kedavra ကိုတုံးခဲ့တဲ့အခိုက်အတန့်တစ်ခုပါပဲ။ Forbidden Forest ဆိုတာမော်တီတော်တစ်ခုတည်းမကပဲနဲ့ Howard ရဲ့အဓိပ္ပာယ်ကိုဖော်ပြနေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ Howard ကျောင်းသားတွေ Harry Davendo, Voldemort တို့ကဒီနေရာမှာအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုချခဲ့ကြပါတယ်။ဒါဆိုရင်သင်ကရောတော်ရဲဝင်မလား။သင်ရဲ့ထင်မြင်ချက်ကိုကွန်မန့်မှာမျှဝေပေးခဲ့ပါ။ဒီလိုစုံစမ်းမှုမှန်တဲ့မှော်စမ်းမှုများကိုသိကျင်နေဆိုလို့ရှိရင်တော့ Like Subscribe နဲ့ Notification Bell လေးကိုနှိပ်ထားပေးပါအောင်။ဒီနေ့မှာတော့ Level Man ကသင်ရဲ့စီကူးထဲမှာဖုံးကွယ်နေတဲ့မှော်ပညာရေးများကိုရှာဖွေခဲ့တာပါ။အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ နောက်ထပ်စွမ်းစမ်းခန်းများမှာပြန်တွေ့ကြမယ်နော်